ိသက်များအားလုံးပဲမင်္ဂလာပါရှင် movie showcase အစီအစဉ်ကိုတင်ဆက်ပေးမယ့်အချိန်ရောက်လာပြန်ပါပြီ movie showcase အစီအစဉ်ကတော့ပြည်သက်တွေအတွက်နိုင်ငံတကာကအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေအကြောင်းတွေကိုပြောပြမယ်ပြီးသွားရင် box office မှာလည်းဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေအကြောင်းတွေကိုပြောပြမယ်နောက်ဆုံးမှာတော့တကယ်ကိုကြည့်ရှုသင့်တဲ့ကြည့်ရှုလို့ကောင်းတဲ့ animation ဇာတ်ကားအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ဒီတစ်ပတ်ရဲ့ပထမဦးဆုံးအနေနဲ့ကတော့နိုင်ငံတကာမှာအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေတဲကရုပ်ရှင်ဇာတ်ကားချို့ကိုပြောပြပေးချင်ပါတယ် ယ်ပထမအဆုံးပြပြပေးခြင်းတဲ့ဇက်ကားကတော့2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ပေါ့နော် Captain America ရဲ့ The Winter Soldier ဆိုတဲ့ဇက်ကားကိုပြပြပေးခြင်းပါတယ်ရှင် Captain America The Winter Soldier ကကြတော့သူကဒီ Marvel ရဲ့ Marvel Cinematic Universe ပေါ့နော် MCU ရဲ့ပထမဆုံးဒီ Captain America ဇာတ်ကားရဲ့အာဒုတိယမြောက် sequel လို့ပြောလို့ရတာပေါ့ဒီပထမအရှိတကားမှာဖြစ်ပျက်ခဲ့တာတွေနဲ့ဒီကထပ်ပြီးတော့ sequel အနေနဲ့ထွက်လာတာ Captain America ရဲ့ဇာတ်လမ်းကိုလည်းဆက်လက်ပြီးတော့ဒီကထဲမှာဖော်ပြသွားတာဖြစ်ပါတယ် Captain America ဒီ Winter Soldier ဇာတ်ကားကကျတော့ box office မှာဆိုလို့ရှိရင်လည်းတကယ်ကိုဝင်ငွေအမြောက်အများရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်ဝင်ငွေအပြင်914 million ခန့်ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်ဒီဇာတ်ကားကကျတော့ MCU ရဲ့ဒီ Phase 2မှာသ ူကဒီအစတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဒီ Winter Soldier ကကပတိန်အမေရိကရဲ့ဒီ Winter Soldier သူတို့နှစ်ယောက်ပြန်တွေ့ပြီးတော့သူတို့တွေရဲ့ဂျားထဲမှာပြင်းထန်တဲ့ဒီရန်ပွဲတွေဖြစ်ပေါ်လာမယ့်ဟာကိုရိုက်ကူးထားတာဖြစ်ပါတယ် Director အနေနဲ့ကတော့ Anthony Russo နဲ့ Joe Russo တို့ကနေပြီးရိုက်ကူးထားတာပါတော်တော်များများဒီ Adventure ဇာတ်ကားတွေပြီးသွားလို့ရှိရင်ဒီ Marvel ဇာတ်ကားတွေဆိုလို့ရှိရင်ဒီ Director နှစ်ယောက်ကပဲရိုက်ကူးထားတာကိုပရိသတ်တွေလည်းတွေ့မြင်ရမှာပါ အာဒီကားက2014ခုနှစ် April လ4ရက်နေ့မှာဒီ USA မှာစပြီးတော့ release လုပ်ခဲ့တဲ့စတင်ပြီးတော့ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ပြသချိန်အဖြစ်တော့သူက2နာရီနဲ့16မိနစ်ကြာမြင့်တဲ့ရုပ်ရှင်ကားတကဖြစ်ပါတယ်။ Adventure ဒီဇလန်တွေပြီးသွားတဲ့နောက်မှာ Captain America အနေနဲ့ကသူဒီ Moran လောကမှာပြန်လည်ရောက်ရှိလာတဲ့ခါမှာပေါ့နော်။သူဒီမှာအသားကြောင်စူးစမ်းပြီးတော့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့သူပြန်ပြီးတော့တွေ့ဆုံသွားတဲ့အချိန်မှာအဲ့ဒါတွေကိုဇက်ကူဇက်ကားထဲမှာပုံဖော်ထားတာဖြစ်တယ်။နောက်တစ်ခုက Captain America ကဒီထဲမှာ Black Widow နဲ့ ူကပြန်လဲပေါင်းစည်းပြီးတော့တစ်ချိန်ကသူ့ရဲ့အရင်ဒီ shield အဖွဲ့မှာအခင်ဆုံးတငယ်ချင်းဖြစ်ခဲ့တဲ့ပေါ့နော် Windle Soldier နဲ့သူကဒီမှာတော့ရန်သူတွေအဖြစ်ပြန်လဲတွေ့ပြီးတော့ရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါတယ်ဒီစကားထဲမှာတငယ်ချင်းနှစ်ယောက်ကတစ်ချိန်လုံးကတော့အရန်ကိုဒီအဖွဲ့စည်းတစ်ခုမှာခင်ခဲ့ကြတယ်အတူတူ mission တွေလုပ်ဆောင်ခဲ့ကြတယ်ဒါပေမဲ့တစ်ချိန်မှာရန်သူအဖြစ်ပြန်တွေ့ပြီးတဲ့အခါမှာသူနှိမ်နင်းရမယ့်သူကသူ့ရဲ့အခင်ဆုံးတငယ်ချင်းနဲ့ပြီးွားတော့ဒီစွမ်းအားအရန်ရှိတဲ့ဒီ shield အဖွဲ့ဝင် Captain Soo ဒီပေါ့နော် Windle Soldier ဖြစ်နေတဲ့အခါမှာသူတို့တွေအနေနဲ့ခက်ခက်ခဲခဲ ဘယ်လိုရင်ဆိုင်ရမလဲဒီရန်သူကိုဘယ်လိုအနိုင်ယူရမလဲဆိုတာကိုအကောင်းဆုံးပုံဖော်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာကတော့အဓိကဇက်ဆောင်နေနေကအားလုံးသိထားပြီးသားဖြစ်တဲ့ Chris Evans ပါဝင်ထားတဲ့ Ian Scarlett Johansson ပြီးဝရင် Sebastian Stan ပါဝင်ထားတာဖြစ်ပါတယ်ဒီဇာတ်ကားရဲ့အောင်မြင်မှုအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူက best visual effect အတွက်အကောင်းဆုံးဒီ Oscar ဆီးရင်မှာ nomination တော့ဝင်ခဲ့တယ်အဆုရကျွန်တော်မရှိခဲ့ဘူးပေါ့နော်ဒီ Captain America Winter Soldier ကတော့ဒီ action တွေကြိုက်တယ် adventure တွေကြိုက်တယ်ပြီးွားရင် marvel ကစက်ကားတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့လုံးဝအကုန်လုံးကဒီစက်ကားကိုလက်မလွတ်ဘဲနဲ့ကြည့်ခဲ့မယ်လို့ထင်ပါတယ်မကြည့်ရသေးတဲ့ပရိသတ်တွေရှိတယ်ဆိုလို့ရှိရင်လည်းဒီစက်ကားလေးကတကယ်ကို action ဇက်ဝင်ခန်းတွေကောင်းကောင်းမွန်မွန်နဲ့ဇက်အိမ်ကလည်းတကယ်ကိုကြည့်ရတာစိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရမှာပါဒါကြောင့်အခုလိုမျိုးဒီတပတ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်စက်ကားတွေရဲ့စီးနေမှာပထမဦးဆုံးအနေနဲ့ဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်ရှင်ဒုတိယမြောက်အနေနဲ့ပြပြပေးခြင်းတဲ့ကားလေးကတော့2014ခုနှစ်ကထွက်ရှိခဲ့တဲ့ပေါ့နော် Guardians of the Galaxy ဆိုလို့ရှိရင်တနတ်နဲ့ ဲ့ရက်ကွန်လေးကိုမြင်ကြမယ်ပြီးသွားလို့ရှိရင်တကယ်ကိုအာကာသရဲမှာတိုက်ပွဲတွေဖြစ်ကြတာပြီးအာကာသမှာနေမြေလူရာဓာတွေကိုဒီ action တွေကိုပြည်သက်တွေကမှတ်ရကြအောင်ပါဗောနော်ဒီ Guardian of the Galaxy ကကျတော့သူကဒီ Marvel Cinematic Universe ဗောနော် MCU ရဲ့ Phase 2ရဲ့အစပိုင်းမှာထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ် Marvel Studio ကနေပြီးတော့ပဲ produce လုပ်ခဲ့တာဖြစ်ပါတယ် Guardian of the Galaxy ကလည်းရုံတင်ပြသတဲ့အချိန်မှာ box office မှာတကယ်ကိုဝင်ငွေကောင်းမွန်ခဲ့တဲ့983 million ခန့်အထိတောင်မှဝင်ငွေရရှိခဲ့တာဖြစ်ပါတယ် Guardian of the Galaxy ကဒီပေါ့နော် MCU ရဲ့အအောင်မြင်ဆုံးဇာတ်ကားတွေကတကားဖြစ်ခဲ့တယ်။အဲ့လိုပဲဒီဇာတ်ကားရဲ့အောင်မြင်မှုကဘလောက်တောင်ကြီးမားခဲ့လဲဆိုလို့ရှိရင်ဒီဇာတ်ကားပြီးသွားတဲ့နောက်မှာထပ်ပြီးတော့ Guardian of the Galaxy Volume 2 Volume 3စသဖြင့်ပေါ့နော်နောက်ထပ်နောက်ဆက်တွဲဇာတ်ကားတွေထွက်ရှိခဲ့ပါသေးတယ်။ဒီကားကိုရိုက်ကူးပေးခဲ့တာကတော့ Director James Gunn ကနေပြီးတော့ရိုက်ကူးပေးခဲ့တာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ဆိုလို့ရှိရင်ဒီဇာတ်ကားထဲမှာလည်း animation ပုံစံမျိုးသွားထားတယ်ပြီးရင်လူသားနဲ့ပေါင်းဆက်ပြီးတော့ရိုက်ကူးထားတယ်ဆိုပေမဲ့လည်းအတန်သရုပ်ဆောင်တွေကတကယ် ဲ့နမကြီးအတန်သေးဥဆောင်တွေလည်းပါဝင်သေးဆောင်ပေးထားပါသေးတယ်။ဒီကားကတော့2014ခုနှစ်ဩဂတ်လ1ရက်နေ့မှာစတင်ပြီးတော့ရုံတင်ပြသခဲ့တာပါ။ပြသချိန်ကတော့2နာရီနဲ့1မိနစ်ကြာမြင့်တဲ့ရုပ်ရှင်စာကားတကဖြစ်ပါတယ်။အမျိုးအစားကတော့ထုံးစံတိုင်းပဲ Action Adventure Science Fiction ဒါပေမဲ့တခုရှိတာကသူကဒီမှာဘာပိုလာလဲဆိုတော့ comedy လေးပေါ့နော် comedy အမျိုးအစားလေးထပ်ပြီးတော့ဒီထဲမှာ comedy themes လေးကိုခံစားရမှာဖြစ်ပါတယ်။ဒီစကားထဲမှာ upload ခေါ်တဲ့ တကယ်စွမ်းအားရှိရပေါ့နော်အဲ့လိုမျိုးပစ္စည်းတစ်ခုကပျောက်ဆုံးသွားတယ်ဒီပစ္စည်းကိုပြန်ပြီးတော့ရဖို့အတွက်ကို group ရဲ့တွားရင်ခုနကတော့ recon စသဖြင့်သူတို့တွေကပူပေါင်းပြီးတော့နောက်ဆုံးမှပျောက်ဆုံးသွားတဲ့ဒီ op ကို ronan ရဲ့လက်ကနေပြီးတော့ပြန်ပြီးတော့ယူရင်းနဲ့ဒီ glassy ကိုဖျက်ဆီးမဲ့ ronan ရဲ့အကြံကိုသူတို့ကကာွယ်ဖို့အတွက်စ조사ကြတဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ် ronan ကလည်းသူကဒီ op ကိုယူသွားပြီးတော့ glassy တစ်ခုလုံးကိုဖျက်ဆီးဖို့သူ့ရဲ့ ဒီစိတ်ကူးကရှိခဲ့တယ်။ဒါပေမဲ့ဒီလိုမျိုးအနေရတွေမကြိုက်ရောက်လာအောင်ကလစီကိုကာကွယ်ဖို့အတွက်အားလုံးစုပေါင်းပြီးတော့စူးစမ်းရင်းနဲ့ကာကွယ်ကြတဲ့ပုံစံလေးရိုက်ကူးထားတာဖြစ်ပါတယ်။တကယ်ကိုကြည့်ရတာကောင်းမွန်ပြီးတော့ ပြိသက်တွေတကယ်ကိုရှင်နဲ့ရောက်စီခဲ့တဲ့ဇာတ်ကားကလည်းဖြစ်ပါရဲ့ရှင်။ဒါဆိုရင်ဒီနေ့အတွက်အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားတွေကိုပြောပြတဲ့နေရာမှာ၃ကားမြောက်ဖြစ်တဲ့ပေါ့နော်။2021ခုနှစ်ကထွက်ရှိခဲ့တဲ့ Spider-Man No Way Home ဆိုတဲ့ဇာတ်ကားလေးပြောပြပေးချင်ပါသေးတယ်။ Spider-Man ဆိုတာကဒီရုပ်ရှင်ချစ်ပြိသက်တွေနဲ့မစိမ့်ဘူးထွက်သမျှဇာတ်ကားတိုင်းလိုလိုပါလေ။ယင်းနေပြီးသားဖြစ်မှာပါ။ Spider-Man ဇာတ်ကားတွေအများကြီးထွက်ရှိရတဲ့အခါမှာ2021ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီ No Way Home မှာကျတော့ Spider-Man ကသူ့ရဲ့သယုံမှန်ကပေါ်သွားခဲ့ပြီးသွားပြီ။သူ့ရဲ့ဒီသယုံမှန် Spider-Man ဆို ဆိုတာပေါ်သွားတဲ့ချိန်မှာသူအသားကျဖို့အတွက် Dr. Strange နဲ့ပေါင်းပြီးတော့သူကဒီ Multi University ကိုဖန်တီးရမှာ Multi Universe တို့ဖန်တီးရင်းနဲ့ဘယ်လိုမျိုးတွေတွေ့ရမလဲဆိုတော့ဒီစကားထဲမှာပုံဖော်ထားတာပါ Spider-Man No Way Home ကဒီရုံတင်ပြတာရဲ့အချိန်မှာလဲ box office မှာတကယ်ကိုဝင်ငွေကောင်းမွန်ခဲ့တဲ့ Spider-Man စကားတွေဆိုတော့တောက်လျှောက်တစ်ခါမှ fail သွားတာမျိုးမရှိဘဲနဲ့အဲ့လိုမျိုးပေါ့နော်အောင်မြင်ခဲ့တယ်ဝင်ငွေရလဲအောင်မြင်ခဲ့တယ်ဒီစကားကလည်းအဲ့လိုပဲဆက်ပြီးတော့ဝင်ငွေရလဲကောင်းမွန်ခဲ့ပါတယ်အာ million ပေါ့နော်1.9 billion အထိဝင်ငွေရရှိခဲ့တယ်2021ခုနှစ်အတွက်အများဆုံးဝင်ငွေရရှိတဲ့ဒီရုပ်ရှင်စကားတကားဖြစ်ခဲ့တယ် MCU ရဲ့အကျိုးသက်ရောက်မှုကိုပေါ့နော်အကျိုး ိုးသက်ရမှုဆိုတာဒီ MCU ရဲ့ဇက်ကားတွေထဲမှာပြည်သက်တွေကိုလွှမ်းမိုးနိုင်မှုတွေကိုပို့ပြီးတော့လဲထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီဇက်ကားကို Director John Watts ကနေပြီးတော့ရိုက်ကူးထားတာပါဒီဇက်ကားထဲမှာဆိုလို့ရှိရင်အဓိကတရုတ်ဆောင်တွေအနေနဲ့ကတော့အားလုံးသိပြီးသားဖြစ်တဲ့ပေါ့နော်ဒီတရုတ်ဆောင်တွေပြန်ပြီးတော့ပါဝင်ထားကြတယ် 2021ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာစတင်ပြီးတော့ release လုပ်ခဲ့တာဖြစ်ပါတယ်စတင်ပြီးတော့ဒီ USA မှာယုံတင်ခဲ့တယ်ပြသချိန်အဖြစ်ကတော့2နာရီနဲ့28မိနစ်ကြာမြင့်တဲ့ဇာတ်ကားဖြစ်ပါတယ် Action Adventure Science Fiction Marvel ဆိုလို့ရှိရင်ထုံးစံအတိုင်းဒီအမျိုးအစားတွေပဲများတဲ့အတွက် Spider-Man ကလည်း Action တွေပါမယ် Adventure စဉ်းစားကတ်တွေပါမယ်ပြီး Science Fiction ဒီလိုအမျိုးအစားပဲဖြစ်ပါတယ်ဒီဇာတ်ကားကလည်း အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေထဲကတကားဖြစ်တဲ့အတွက်အော့စကာမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့က nomination တွေဝင်ခဲ့တယ်။ Best Visual Effect ပေါ့နော်ဒီအတွက်သူက nomination ဝင်ခဲ့တယ်။ပြီးသွားလို့ရှိရင် People Choice လို့ခေါ်တဲ့လူတွေရဲ့အကြိုက်ဆုံးရွေးချယ်မှုတွေပြီးသွားလို့ရှိရင် credit choice လို့ခေါ်တဲ့ adword ပေါ့နော်ဒီလိုစုတွေမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့စုတွေအများကြီးရရှိခဲ့တယ်နောက်တစ်ခုကကျတော့သူကဘာကိုပြောထားရလဲဆိုတော့ဒီထဲမှာကျတော့ action ဆိုတာထက်စိတ်ခံစားမှုတွေကိုပို့ပြီးတော့သွားစေတဲ့အပိုင်းကို spiderman ဆိုလို့ရှိရင်သူ့ကိုလူတွေမေ့သွားတဲ့အခါသူပျက်စီးဆုံးရှုံးသွားတဲ့အခါမှာသူ့ကိုပြန်ပြီးသတိရစေချင်တာမျိုးဒါတွေက action ထဲမှာညှက်ပြီးတော့ထည့်ထားတဲ့ emotional ဘိုင်းအရာခံစားရတဲ့ခံစားချက်လေးတွေကိုပြထားတဲ့ဇက်ွက်တွေဖြစ်တယ်ပြီးသွားလို့ရှိရင် fan service ပါတဲ့ဒီဇက်ကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့ ဇာကားတကားဖြစ်ခဲ့တယ်လို့ဝင်ငွေတွေလည်းတကယ်ကိုရရှိခဲ့ပြီးတော့အောင်မြင်တဲ့ဇာကားဖြစ်ခဲ့ပါတယ်ဒီတစ်ခါမှာတော့ထုံးစံအတိုင်းပဲ box office မှာဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာကားတွေရဲ့အကြောင်းကိုဆက်ပြီးပြပြပေးခြင်းပါတယ်ဒါဆိုလို့ရှိရင်ဘယ်ကားတွေက box office တွေမှာဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာကားတွေဖြစ်နေခဲ့တာလဲဆိုတာစပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ပြပြပေးခြင်းတဲ့ဇာကားလေးကတော့2023မှာထွက်ရှိခဲ့တဲ့ Barbie ဇာကားလေးပဲဖြစ်ပါတယ် Barbie ဆိုလို့ရှိရင်တချင်းကနေစတင်ပြီးတော့လူတွေကသတိထားမိကြတယ်ဘာဘီကာတွန်းတွေအများကြီးရှိတယ်အဲ့လိုပဲဘာဘီနဲ့ပတ်သက်တဲ့အရာတော်တော်များ များကအောင်မြင်မှုတွေရရှိခဲ့တဲ့ဘာဘီကာတွန်းစသဖြင့်ပေါ့နော်အခုဘာဘီကိုလည်း live action အနေနဲ့ပြန်ပြီးတော့အသက်သွင်းတဲ့အခါမှာလည်းတကယ်ကိုလူကြိုက်များခဲ့ပြီးတော့ box office မှာလည်းဝင်ငွေကောင်းတဲ့ဇာတ်ကားတကားဖြစ်ခဲ့ပါတယ်ဘာဘီဇာတ်ကားကကြတော့ဘာဘီနဲ့ခန်ထဲကသူတို့ရဲ့ဒီကဘာမှာလုံးဝကိုကောင်းကောင်းမွန်မွန်နဲ့နေထိုင်ရတယ်ဒါပေမဲ့တကယ်လူသားသက်ရှိကဘာကိုသူတို့တွေကပြောင်းချင်တဲ့အခါမှာကြတော့ဒီလူသားကဘာတွေကိုရောက်လာတဲ့အခါမှာဘလို့အန်ဒီရဲ့နဲ့တွေ့ရမလဲဘလို့ရင်ဆိုင်ရလဲဆိုတော့ပုံဖော်ထားတာဖြစ်ပါတယ်ပြည်ရင်းဝင်ငွေရရှိမှုအနေနဲ့ဆိုရင်63မီ ီလီယံထိရရှိခဲ့တဲ့နိုင်ငံတကာယုံတင်တဲ့ဒီ box office ဝင်ငွေရရှိမှုဆိုလို့ရှိရင်87မီလီယံထိရရှိခဲ့တာဖြစ်ပါတယ်။တကယ်ပါလုံးအတိုင်းအတာအနေနဲ့ဆိုလို့ရှိရင်1.4မီလီယံထိတောင်မှဝင်ငွေရရှိခဲ့တဲ့ box office မှာတကယ်ကိုဝင်ငွေကောင်းမွန်တဲ့ဇာတ်ကားတွေထဲမှာပါဝင်ခဲ့တဲ့ရုပ်ရှင်ကားတကားဖြစ်ပါတယ်ရှင်။ Director Greta Gerwig ကနေပြီးတော့ရိုက်ကူးပေးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Margot Robbie Barbie ပြီးရင် Ryan Gosling Ken အနေနဲ့ပါဝင်တယောက်ဆောင်ထားတာပေါ့နော်။သူတို့တွေကနေပြီးတော့ဒီဇာတ်ကောင်တွေအနေနဲ့ပါဝင်တယောက်ဆောင်ထားတာဖြစ်ပါတယ်။ပြသချိန်အဖြစ်ကတော့တနာယီ နဲ့54မိနစ်ကြာမြင့်တဲ့ဒီဇာကားကလည်း box office မှာဝင်ငွေအကောင်းဆုံးဇာကားရဲမှာပါဝင်ခဲ့ပါတယ်ရှင်ဒီတစ်ခါပြောပြမယ် box office ရဲ့ဝင်ငွေအကောင်းဆုံးဇာကားကတော့2015ခုနှစ်မှာထွက်ရှိခဲ့တဲ့ Adventures Age of Ultron ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ် Adventure Age of Ultron ကလည်းဒီ box office မှာစတင်ပြီးတော့ရုံတင်တဲ့အချိန်မှာသူ့ရဲ့ဒီ box office ဝင်ငွေပြည်တွင်းဝင်ငွေတစ်ခုတည်းက55မီလီယံထိရရှိခဲ့တယ်နိုင်ငံတကာဒီဝင်ငွေရရှိမှု box office ဝင်ငွေရရှိမှုဆိုလို့ရှိရင်64မီလီယံထိရရှိခဲ့တာဖြစ်ပါတယ်တစ်ကမ္ဘာလုံးအတိုင်းအတာအပြင် box office တွေကနေပြီးတော့ပြန်လည်ရရှိခဲ့တဲ့ဒီဝင်ငွေပမာဏက 1.4ဘီလီယံထိရရှိခဲ့တာပဲဖြစ်ပါတယ်။ Josh Whedon ကနေပြီးတော့ရိုက်ကူးထားတာပါ။ဒီထဲမှာတော့တရုတ်ဆောင်နေအနေနဲ့ကတော့ Chris Hemsworth, Mark Ruffalo, Robert Downey, Chris Evans တို့ကနေပြီးတော့ပါဝင်ထားတာပါ။ပြသချိန်အဖြစ်2:21မိနစ်ကြာမြင့်ပါတယ်။ဒီကားကလည်းဒီ Tony Stark နဲ့ Bruce Banner တို့က Ultron လို့ခေါ်ရဲပေါ့နော်။ငင်းငန်းထိမ့်သိမ့်မှုအစီအစဉ်ကိုသူတို့ကစတင်မှုစူးစမ်းတယ်။ဒါပေမဲ့မထင်မှတ်ဖဲနဲ့အမားတွေကြုံပြီးသွားတဲ့အခါမှာဒီ Ultron ကိုကြောက်မဲ့ဖွယ်ရကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာပြီးတော့မထင်မှတ်ထားတဲ့ Anya နဲ့ရင်ဆိုင်ရတဲ့အခါမှာဘလို့ကဲတယ် ှာလဲသူတို့တွေရဲ့မှားယွင်းသွားတာတွေကိုပြန်လဲပြီးပြင်ဆင်နိုင်မှာလားဆိုတော့ဒီကားထဲမှာကြည့်ရှုရမှာပါ box office ရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေထဲမှာနောက်ဆုံးအနေနဲ့ပြောပြပေးခြင်းတဲ့ဇာတ်ကားလေးကတော့2023ခုနှစ်ကထွက်ရှိခဲ့တဲ့ Super Mario Bros လို့အမည်ရပါတယ် Super Mario ဆိုလို့ရှိရင်ကလေးလေးတွေကစပြီးတော့ပေါ့နော်ဒီရင်းနှီးပြီးသားဖြစ်လိမ့်မယ်အရင်တုန်းက game တွေမှာဆိုလို့ရှိရင် Mario ကတကယ်ကိုတစ်ခေတ်တစ်ခါကအောင်မြင်ခဲ့တဲ့ game စကောင်တစ်ခုဖြစ်ခဲ့တယ်ဒါကိုပြန်ပြီးတော့ animation ပေါ့နော် live အနေနဲ့ပြန်ပြီးတော့အသက်သွင်းတဲ့အခါမှာကျတော့သူကဒီ Z လမ်းကောင်းတစ်ပုတ်အနေနဲ့ပေါ်ထွက်လာ ခဲ့တဲ့ Adventure Animation Comedy Family Fantasy ဒီဇာတ်လမ်းအမျိုးအစားကိုဒီထဲမှာအားလုံးထည့်သွင်းပြီးတော့ရိုက်ကူးထားတယ်ဒီထဲမှာ Mario နဲ့အာပြောလို့ရှိရင် Luigi တို့ကနေပြီးတော့သူတို့က Kingdom တစ်ခုပေါ့နော် Mushroom Kingdom ကိုသူတို့ရွှေ့ပြောင်းခံလိုက်ရတယ်အဲ့လိုမျိုးပြောင်းပြီးသွားတဲ့နောက်မှာ Luigi ကိုသူကမကောင်းဆိုးသွားပေါ့နော်ဒီ Monster အာပြောလို့ရှိရင်သူရန်ကနေပြီးတော့ပြန်ပြီးတော့ကယ်တင်ရမှာအဲ့လိုကယ်တင်တဲ့နေရာမှာ Adventure ရယ်စွန့်စားရမယ် Game ထဲမှာဆိုလို့ရှိရင်လည်း Mario ကသွားပြီးတော့ကယ်တင်ဖို့အတွက်သူ့အနေနဲ့လမ်းမှာအဆင့်ဆင့်အခက်အခဲတွေကိုဖြတ်ကျော်ရတယ်လို့မျိုး ိုးဒီ action မှာဆိုလို့ရှိရင်လည်းသူကပြန်ပြီးတော့ဘလို့အခက်ခဲတွေနဲ့တွေ့ကြုံအောင်မှလည်းဒါပေမဲ့ကယ်ဖို့သွားတဲ့နေရာမှာလည်းသူတယောက်တည်းမဟုတ်ဘဲနဲ့တခြားပေါ့နော်ဒီ princess peach ပြီးရင်ထုတ် ပြီးွားလို့ရှိရင် Donkey Kong စတဲ့သူတွေနဲ့ပူပေါင်းပြီးတော့မှ Bowser ရဲ့လက်ကနေပြီးတော့သွားကယ်တင်မှာဆိုတော့ Adventure ဆက်ကားကောင်းလေးတကားလည်းဖြစ်ပါတယ် Fantasy ဆန်ဆန်လေးနဲ့ကြည့်ရှုရမယ့်ဆက်ကားလေးပါစတင်ပြီးတော့ release လုပ်တဲ့ရုံတင်ပြသတဲ့အချိန်မှာပြည်တွင်သူတို့ရဲ့နိုင်ငံရဲ့ပြည်တွင် Box Office မှာဆိုလို့ရှိရင် Mario အနေနဲ့က58မီလီယံအထိ Box Office ဝင်ငွေရရှိခဲ့ပါတယ်နိုင်ငံတကာ Box Office ရဲ့ဝင်ငွေရရှိမှုဆိုလို့ရှိရင်တော့88မီလီယံအထိရရှိခဲ့တာဖြစ်ပါတယ်ဒီကမ္ဘာလုံးအတိုင်းအတာရဲ့ဝင်ငွေတွေကိုပြန်ပြီးတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင် 1.3 billion ထိ box office ကနေပြီးတော့ဝင်ငွေပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ရှင်ဒီဇက်ကားလေးက director Aaron Howard ကနေပြီးတော့ရိုက်ကူးထားတာပါပြသချိန်အပြင်လည်းဒီဇက်ကားကအကြကြီးမဟုတ်ဘူးဆိုပေမဲ့ live action ဇက်ကားတကားအတွက်ကြည့်ရတာဆုံဆုံလင်လင်နဲ့ဇလန်းရတကိုပေါ်လွင်စေနိုင်တဲ့ဒီအချိန်ကာလအတွင်းမှာအကောင်းဆုံးဖန်တီးထားတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့ပရိသတ်တွေကို animation ရုပ်ရှင်ဇက်ကားကောင်းလေးတွေအကြောင်းပြောပြမယ့်အချိန်ရောက်လာပါပြီရှင်ဒီတစ်ခါမှလည်း animation ထွက်ခဲ့တဲ့ရုပ်ရှင်ဇက်ကားတွေတဲကဘေးဇက်ကားလေးတွေကဇက်ကားကောင်းတွေဖြစ် မလဲအကိုကြိုက်တဲ့ဇကားရင်ထပ်သူများကြမလားမကြည့်ရသေးတဲ့ပြဿနာတွေရှိရဲဆိုလို့ရှိရင်လည်းဇကားကောင်းလေးတွေကိုမြည်ဆန်းနိုင်မှုအတွက်တင်ဆက်ပေးပါပါပထမအဦးဆုံးအနေနဲ့ပြောပြပေးခြင်းတဲ့ဇကားလေးကတော့2015ခုနှစ်မှာထွက်ရှိခဲ့တဲ့ Inside Out လို့အမည်ရတဲ့ရုပ်ရှင်ဇကားလေးဖြစ်ပါတယ် Inside Out မှာဆိုလို့ရှိရင်သူကဒီ animation movie ဖြစ်တဲ့အတွက်အသံသရုပ်ဆောင်တွေကနောက်ကနေပါဝင်ပြီးတော့အားဖြည့်သရုပ်ဆောင်ပေးထားရတယ်အသံသရုပ်ဆောင်တွေအနေနဲ့ဆိုလို့ရှိရင် Amy Pohla Philip Smith Richard Kind Bill Hader Louis Black Minnie Kellen တို့ကနေပြီးတော့အသံသရုပ်ဆောင် နေနဲ့ပါဝင်ပြီးတော့တရုပ်ဆောင်ပေးထားကြပါရယ်ဒီဇက်ကားကိုထုတ်လုပ်ပေးထားတာကတော့ Pixar Animation Studio ပေါ့နော်ဒီ Walt Disney Picture ကနေပြီးတော့ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်ဒီဇက်ကားကလည်းစတင်ပြီးတော့ဒီဇက်ကားကိုဖန်တီးတဲ့နေရာမှာအသုံးပြုခဲ့တာ185မီလီယံအသုံးပြုခဲ့တယ်ဝင်ငွေအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်858.8မီလီယံအထိပြန်ရရှိခဲ့တာဆိုတော့အာအသုံးပြုခဲ့တဲ့အသုံးစရိတ်ထက်ပိုများတဲ့ဒီ box office ကဝင်ငွေတွေလည်းပြန်ရရှိခဲ့တာဖြစ်ပါတယ် inside out မှာပါဝင်တဲ့ character တရခုချင်းစီတိုင်းက လူတွေရဲ့ emotion ကိုကိုစားပြူတာဖြစ်တဲ့အတွက်ဒီဇက်ကားလေးကလည်းအာတော်တော်များများချင်းချစ်စရာလည်းကောင်းတယ်လို့ animation တွေရဲ့ထုံးစံအတိုင်းကဒီ character လေးတွေဇက်ကောင်လေးတွေကချစ်စရာကောင်းတယ်ဒီဇက်ကားထွက်လာတဲ့ခါမှလည်းသူတို့ရဲ့ character တစ်ကောင်ချင်းစီရဲ့ emotion ပြီးွားလို့ရှိရင်သူတို့ရဲ့ဇယိုက်လက္ခဏာလေးတွေကတကယ်ကိုကြည့်ရတာအာချစ်ဖို့လည်းကောင်းတယ်လို့စိတ်ဝင်စားဖို့လည်းကောင်းတယ်ဒါကြောင့်နိုင်ငံတကာဒီအောင်မြင်ခဲ့တဲ့ animation ဇက်ကားတွေထဲမှာလည်း inside out ကပါဝင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒုတိယမြောက်ဖွင့်ပြခြင်းနဲ့ animation ဇက်ကားလေးကတော့ပြည်သက်တွေထုံးစံအတိုင်းပဲတိပိသားဇက်ကားတကားလို့ပဲထပ် ြောပါပါ Zootopia ပါ Zootopia လို့ပြောလိုက်လို့ရှိရင်ယုံမလေးနဲ့မြေကွေးလေးကြားတွေကအချစ်ဇလန်လေးကိုပြည်သက်တွေမြင်တွေ့ကြရမှာပါဒီဇက်ကားလေးကလည်း2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ American Animated ပေါ့နော် Betty Cop Comedy ဇက်ကားမျိုးစဖြစ်ပါတယ် Walt Disney ကထုတ်တဲ့ဇက်ကားတွေဆိုလို့ရှိရင်တကယ်ကိုကောင်းမွန်ပြီးတော့ဇလန်သဘောတရားလေးတွေကလည်းအာလူသဘောတဘာဝနဲ့သက်ဆိုင်နေတဲ့လက်ရှိပြပဖြစ်ပြနေတာမျိုးလေးတွေပြီးွားလို့ရှိရင်သင်ငန်းစာယူစရာမျိုးတွေလေ့လာစရာလေးတွေပါနေတာတွေ့ရမှာပါ Zootopia ရဲ့မှာဆိုလို့ရှိရင်ဒီကားကလည်း Animation ဇက်ကားဖြစ်တဲ့အတွက်အတန်တရားဆောင်နေပါဝင်ပါတယ် အသံသရုပ်ဆောင်တွေအနေနဲ့ကတော့ Genevieve Godwin, Jason Bateman, Idris Elba, Jenny Slate, Nate Torrance ဘော်နီဟန်နိုကနေပြီးတော့အတန်တရုပ်ဆောင်နေအနေနဲ့ပါဝင်ပေးထားတာဖြစ်ပါတယ်ဒီဇူတူပီးယားဇက်ကားကကျတော့2016ခုနှစ်ပေါ့နော်မတ်လ၄ရက်နေ့မှာစတင်ပြီးတော့ရုံတည်ပြသခဲ့တယ်ဒီဇက်ကားကိုရိုက်ကူးတဲ့အချိန်မှာတော့950မီလီယံအသုံးပြုပြီးတော့ရိုက်ကူးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ box office ကနေပြီးတော့ဝင်ငွေပြန်ရတဲ့အခါမှာကျတော့1.025 billion အထိပြန်ရရှိခဲ့တာဖြစ်ပါတယ်ဒီဇက်ကားကလည်းတကယ်ကိုကြည့်ရတာကဒီပရိသတ်တွေသဘောကျလောက်စရာပေါ့နော် character လေးတွေပါတယ် animation ဖြစ်ပေမဲ့လည်းတကယ်ကိုကိုယ့်အတွက်က ခုနပြောခဲ့သလိုလေးလာစရာလေးတွေပါတဲ့အခါမှာချစ်ဖို့ကောင်းတဲ့ဒီဇက်ကောင်လေးတွေနဲ့ဇလန်းကြောရုပ်ကိုဆက်ဆက်လိုက်တဲ့အခါမှာတကယ်ကိုကောင်းမွန်ပြီးတော့အခုလိုမျိုး box office မှာပါဝင်ငွေကောင်းမွန်တဲ့ဇာတ်ကားတစ်ခါဖြစ်လာတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုနောက်ဆုံးအနေနဲ့ပြောပြပေးချင်တဲ့ဇက်ကားလေးကတော့ How to Train Your Dragon လို့အမည်ရတဲ့ animation ဇက်ကားလေးပဲဖြစ်ပါတယ်။ဒီဇက်ကားလေးကိုပြောလိုက်မယ်ဆိုလို့ရှိရင်ပရိသတ်တွေက toothless လို့ခေါ်တဲ့နဂါးရှူးပြန်စသဖြင့်ပေါ့ဒီကောင်မဲရောင်လေးကိုမြင်တွေ့ကြမှာပါ။ How to Train Your Dragon ကဒီ animation မှာလည်းတကယ်ကိုအောင်မြင်ခဲ့ပြီးတော့တစ်ကမ္ဘာလုံးအတိုင်းအတာ ေနဲ့အားပေးမှုတွေအများကြီးရရှိခဲ့တယ်။ဇလန်းဇက်ွက်တွေကလည်းတကယ်ကိုဆွဲဆောင်မှုရှိပြီးတော့ထွက်ခဲ့တဲ့ကားတိုင်းမှာကသူကနဲ့သူအဆက်ဆက်လေးရှိနေတဲ့အခါကျတော့လာမယ့်အခုဒီ2025ခုနှစ်ဂျွန်လမှာဆိုလို့ရှိရင်လည်း How to Train Your Dragon ကို live action အနေနဲ့စပြီးတော့ဗောနော်ပြသတော့မယ် release လုပ်တော့မယ်လို့သတင်းတွေထွက်နေရလည်းဖြစ်ပါတယ်။ How to Train Your Dragon ကိုလည်းကြိုက်တယ် live action တွေကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်တော့လက်မလွတ်ဖဲနဲ့ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ခါဖြစ်လာမှာပါ။ဒါပေမဲ့အခုပြောခဲ့သလိုပဲပြခဲ့ပြီးတဲ့ရုံတင်ခဲ့ပြီးတဲ့ animation ဇာတ်ကားတွေမှာဆိုလို့ရှိရင်လည်းအခုပြောခဲ့တဲ့ How to train ရဲ့ dragon လေးကတကယ်ကိုကြီးရှုတင်ပြီးတော့ကြီးရှုလာတာကိုယ့်အတွက်ချိန်နဲ့စိန်မဲ့စကားကောင်းလေးတကားဖြစ်ပါရဲ့ရှင်ဒီတစ်ပတ်ကျွဲ movie showcase အစီအစဉ်ကနေပြီးတော့ break that တွေအတွက်အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားတွေအကြောင်းတွေပြောပြခဲ့တယ်အဲ့လိုပဲ box office မှာလည်းဝင်ငွေကောင်းတဲ့ဇာတ်ကားတွေနဲ့ animation ဇာတ်ကားကောင်းလေးတွေအကြောင်းတင်ဆက်ပေးကြတာဖြစ်ပါတယ်နောက်လာမယ့်အပိုင်းတွေမှာလည်းပရိသတ်တွေအကြိုက်တွေးမဲ့အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားအကြောင်းတွေ box office ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားအကြောင်းတွေနဲ့ animation ဇာတ်ကားကောင်းလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားအောင်ပါဒါကြောင့်စောင့်မျှော်ကြည့်ရှုဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ကြည့်ရှုပေးခဲ့ ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။